မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘောဝဘီစပေတို့ကနေအမြန်ဆုံးကင်ဝေးပါစေလို့ဥစွာဆုတောင်းလိုက်ပါတယ်။အခုတင်ဆက်ပေးမှာကတော့ငလင်းတန်းတင်ခဲ့ရတဲ့မကွေတိုင်းမှာမြေပြင်ရှင်းလင်းရေးလှုပ်ဆောင်နေတဲ့လူငယ်တွေကိုစစ်ကောင်စီကပေါ်တာဆွဲနေတယ်ဆိုတဲ့သတင်းမှာစကိုင်းငလင်းအလောက်ခတ်မှုကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာမကွေတိုင်းအတွင်းကလူငယ်တွေကိုစစ်ကောင်စီကပေါ်တာဆွဲနေစေဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ မကွေတိုင်းအတွင်းကမကွေမြို့နမောင်းမြို့နဲ့ရင်းနှံကျောင်းမြို့တွေမှာစစ်မှုထမ်းအပတ်စဉ်အတွက်စစ်ကောင်စီကပေါ်တန်ဆွဲတာတွေကိုစက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။မကွေမြို့ဘက်မှာဆိုရင်မြို့ကန်တွေဟာအခုလိုငလျင်ဘေးတင်ကာလမျိုးမှာတောင်းစစ်မှုထမ်းအပတ်စဉ်အတွက်တအိမ်ကိုတတောင်းပေးနေရသလိုပေါ်တာဆွဲခံရတာတွေလည်းရှိနေသေးဖြစ်တယ်လို့မကွေမြို့ကအမျိုးသမီးတအူးက CJ platform ကိုပြောပါတယ်။မြို့ပေါ်ရက်ွက်နဲ့ရွာတွေပဲဆွဲခြင်းတဲ့နေရာဆွဲတာခွေယူလို့ပဲ တင်းတောင်းကတော့လာတိုင်းပေးရတယ်။ရရင်မှုတွေလှုပ်ရှားနေတာမဖြစ်မနေပေးရတာလာတိုင်းပေးရတာလို့မကွေးမြို့ကံအမျိုးသမီးတအုပ်ကဆိုပါတယ်။နမောင်မြို့ဘက်မှာဆိုရင်လေမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနေထင်းရင်းနဲ့စစ်ကောင်စီလောက်ကံပြူစောတီအဖွဲ့တို့ကပူပေါင်းပြီးနေစင်နယ်အမြောက်ပေါ်တာဆွဲတာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ပေါ်တာဆွဲခံရသူတွေကိုငွေနဲ့ပြန်ရွေးခိုင်းတာရှိပြီးမရွေးနိုင်သူတွေကိုတော့စစ်မှုထံဖို့အတွက် တောင်းရင်ကြီးဘက်က လေ့ကျင့်ရေးအကြောင်းကိုပေါ်တာရှိတယ်လို့နမောင်မျိုးကံအမျိုးသားတအုပ်က CJ platform ကို ပြောပါတယ်နေစဉ်နဲ့အမျှတနေ့မှအလုံးမပေးပါဘူး။နေဆိုရင်လမ်းမြို့ဝင်ကိမြို့လေကဈေးပတ်ဝန်းကျင်လမ်းဆောင်လမ်းကွာမကျန်းညဆိုရင်လည်းအစွန်ပြရက်ကွက်တွေကိုညစဉ်လူငယ်တွေနေအတွင်းကိုဝင်ရောက်ဆွဲနေကြတာလို့လဲသူကဆိုပါတယ်။ဝင်နေပြန်ရွေးခိုင်းရမှာတအူးကိုတိန့်တရားနဲ့အထက်တောင်းပြီးအုတ်ချုပ်ရည်နေရင်ရဲနဲ့ပြူစောတိအဖွဲတွေဝင်ငွေကောင်းနေတယ်လို့လဲသိရပါတယ်။ ပြည်သူတွေကိုနေ့စဉ်နဲ့အမျှဒုက္ခမျိုးစုံ ပေးကောင်းနေကြစေပါ အသက်ပြည့်လူငယ်တွေကလည်းမရှိသလောက်ကုန်နေပါပြီလို့လည်းနမောင်မျိုးကအမျိုးသားကဆက်ပြောပါတယ်အလားတူရင်းနှံချောင်းမျိုးပတ်မှာလည်းနေအိမ်တွေထိပေါ်တာဆွဲ ခံရတာတွေရှိနေပြီပေါ်တာဆွဲခံရသူအချို့ဟာရှမ်းပြည်တောင်ပိုင်းပင်လောင်ဘက်မှာစစ်တနန်းသွားတက်နေရတယ်လို့လဲဒေသခံတွေစီကနေသိရပါဗျ အလားတူရင်းနှံကြောင်းမျိုးပတ်မှာလည်းနေအိမ်တွေတည်းထိဘော်ဒါဆွဲခံရတာတွေရှိနေပြီးဘော်ဒါဆွဲခံရသူအချို့ဟာရှမ်းပြည်တောင်ပိုင်းပင်လောင်ဘက်မှာစစ်တနန်းသွားတက်နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်မှုထမ်းတွေတော့ဆွဲနေတယ်အပတ်စဉ်တစ်ခုတိုင်းအတွက်အမြင်ဆွဲတာအိမ်တွေတည်းထိဝင်ဆွဲတာပေါ့ဘာလို့နိုင်မှာလဲလို့ရင်းနှံကြောင်းမျိုးကအမျိုးသမီးတအုပ်ကလည်း CJ ပလက်ဖောင်းကိုပြောပါဗျ။ သူမရဲ့အသေးဖြစ်သူမလည်းအလုတ်သွားလို့ရင်ပေါ်တာဆွဲခံရလို့ပင်လောင်းမှာစစ်တန်းသုံးလတက်ခရသေးတယ်လို့လည်းသူမကဆက်ပြောပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလတရက်မှာအသက်ပြည့်ပြီးသူတိုင်းစစ်မှုထမ်းရမယ့်ပြည်သူစစ်မှုထမ်းဥပဒေကိုစစ်ကောင်စီကအသက်သွင်းခဲ့ပြီးနောက်ပိုင်းအပတ်စဉ်တစ်ခုကို လူဦးရေ9000ခေါ်ယူမယ်လို့ကြေညာခဲ့ပါရယ်။လက်ရှိမှာဆိုရင် ပြည်သူစစ်မှုထမ်းတန်းအမတ်စဉ်စနစ်ကိုရောက်ရှိပြီးဖြစ်တဲ့အတွက် လူငယ်6000လောက်ဟာစစ်ကောင်စီလာအောင်မှာတာဝန်ထမ်းဆောင်နေပြီလို့အကြံပြင်းယူဆနိုင်ပါတယ်။ပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်စနစ်ကိုအေဘီလ22ရက်မှာစတင်တင်တဲ့ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။